ခုလိုနေလန်းပြီးရလာတဲ့လက်ပံပွင့်ချောက်တွေကိုချက်ခံနေမှာရင်နှွေးနဲ့ဆယ်မိနစ်လောက်စိန်ထားပေးပါတယ်။ဒီလိုဆိုရင်လက်ပံကောင်းကြုံနေတာပြီးပွားလာတဲ့အခါမှာနေလန်းနှုန်းကတဲတွေဖုံတွေရှိခဲ့ရင်လည်းရေထဲမှာကျန်နေခဲ့ပါတယ်။အယုတ်သေးချောက်တွေကိုမထောင်းခင် အရင်ဆုံး15မိနစ်လောက်ရေစိန်ပေးထားရပါတယ်နော်။ဝက်သုံးတဲ့သားအတုံးကြီးကြီးတွေကိုစားစနဲနေပြီးတော့အသားတွေကိုအရသာဝင်အောင်ကြိုးနှက်ထားပါတယ်။ဝယ်ယူနေနေလေးပါပါတယ်။ အန်ဂျီတို့သုံးမဲ့ပုံရည်ကြီးကဒီတစ်ခါအဆင်ရတာလေးဖြစ်ပါတယ်။အချင်အရတဲ့ပုံရည်နဲ့ချင်ရင်လည်းတမျိုးကောင်းတာပါပဲရှင်။ဂျင်းစစ်တောင်အဖြူနီနဲ့ငရုတ်တိကျတွေကိုငရုတ်စုံထဲမှာအားလုံးရောထောင်ထားပါလေ။အညာစတိုင်လေးချက်မှမို့ပါ။ Thank you. ဆက်မစားနိုင်ဘူးဆိုရင်တော့အယောင်နဲ့မှောက်တာတုံးတယ်ပါလေ။ကျင်းနဲ့ငရုတ်ချက်တောင်အဖြူလေးစီတက်တဲ့အချိန်တုန်းကစနမုံထဲပုံမိသွားလို့အခုဝက်သားနဲ့အတူတူထဲလိုက်ပါရတယ်။ ဝက်သားလေးကိုအနက်အရသာဝင်အောင်လုံးပြီးတော့မှရင်နှွေးမြုပ်အောင်ထည့်ပေးပါမယ်။အဖုံးသေးချာလေးအုပ်ထားပြီးတော့မီးအေးအေးနဲ့ဝက်သားနူးစပြုတ်လာတဲ့အထိတည်ထားပေးပါမယ်။ဝက်သားတွေလည်းအနေငယ်ပျော့လာပြီးတော့ရေလည်းမခမ်းသေးတဲ့ဒီလိုအနေထားမှာ

ဖုံးအုပ်ပြီးတော့တခါလဲတည်ထားပြလိုက်ပါတယ်။ခဏကြာလို့ရေလဲခန်းစပြူလာပြီဆိုရင်တော့အရသာအပေါင်ငန်းရေးကြည့်ပါတယ်။ပုံရည်ကြီးရဲ့တဘာဝကူကအရသာခက်လေးလေးဖြစ်တဲ့အတွက်စားထက်မလို့ဘူးလို့ပါရရှင်။ဝက်ခဝက်သားတွေရောလက်ပံကောင်းတွေပါနှူးဤလာပြီဆိုရင်တော့မြေးပေးလို့ရပါပြီရှင်။ လက်ပံကောင်းနဲ့ဝတ်သားပုံးရင်ကြည့်ချက်အရာသာခက်စိမ့်စိမ့်ခက်လေးလေးငရုတ်တိအဆက်လေးပါတခါရဲပါတော့ထမင်းမိန်တာအသေးချပါပဲရှင်အခုလိုလက်ပံကောင်းနဲ့ဝတ်ပုံးရင်ချက်ကတော့အညာအလွမ်းပြေကန္နဝင်ဟင်းတစ်ခွက်ပါပဲရှင်နာတယ် တမထူးကြတဲ့ဗီဒီယိုအစ်စ်လေးတွေလာအောင်ပါမို့ MD ရဲ့ channel လေးကို subscribe လုပ်ထားပေးပါအောင်ရှင်။နောက်တစ်ပတ်တော့ကြာညမှာပြန်ဆောင်ကြမယ်လေ။